Hello hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကမဲကပောင်သွားတဲ့လမ်းမှာတွေ့ခဲ့တဲ့ဈေးလေးပေါ့နော်ချင်းမိုင်မျိုးပြင်ဘက်ကဈေးလေးကိုတင်လိုက်ပါတယ်မဲကပောင်ကအပြန်မျိုးပြင်လေးလည်းဖြစ်နေအောင်လို့ဒီဈေးလေးကဗာလိမြန်ထူးခြားမလဲဆိုပြီးတော့ဝင်ဆက်စုကြည့်ပြတခဲ့တာပါဒါကတော့ရေပွဲကြော်လုံးလေးပေါ့နော် ပြီးတော့ဒီမှာပေပြားတွေတဟူးကြော်တွေအားဒီမျိုးတွေအထက်ပိုးတက်ပါတယ်ဘတ်20ပိုးဆိုရင်တော်တော်များများလည်းရပါတယ်ဒါလေးကိုမြင်တော့ကျွန်တော်တို့ဒီကျဲဥဘိန်မုံလေးကိုသတိသွားရပါတယ်ဒီဘက်ကတော့ခောက်ဆွဲကြော်ဆိုင်ပေါ့နော်ဘောခောက်ကြော်ရည်လဲတန်နေဒါကတော့ဒီတုတ်ဟူးကြော်ကိုဘတ်20ပိုးပါ ဒါလေးရတော့ဘာလေးလဲတော့မသိဘူးနည်းနည်းချွတ်ချွတ်လေးနဲ့ကောင်းမဲ့ပုံလေးပါကိုကြက်ဆိုင်လေးတွေ့ခဲ့ပါတယ်ဤဆက်နေတဲ့ဒီဝက်ချေတောက်စတူအလို့ဝက်ချေတောက်ဆိုင်မှာဝေဖာလေးတွေကလည်းအကြီးကြီးလည်းရှိတယ်အသေးကြီးလည်းရှိရပါတော့သူတို့ဆူရှီယာလည်းနည်းနည်းပူကြည့်ပြီးတော့ ရောင်းလဲရောင်းလာပါတယ်ပါငါမျိုးစားလဲတော့မသိဘူးပေါ့နော်ငါကြီးတွေ့ခဲ့လို့ရိုက်ခက်လိုက်တာပါတက်ကြော်တွေလည်းရွှေရောင်တဝင်းဝင်းနဲ့တော်တော်လပါတယ်ပြီးတော့တော်တော်လဲမွေးပါတယ်မျိုးပြင်စိလေးဆိုတော့ဘယ်လိုပြောမလဲနည်းနည်းတိတ်ဆိတ်တာမျိုးမဟုတ်ဘဲနဲ့ဒီတချင်းနေတော့ဖွင့်ထားတာတော့တွေ့ခဲ့ပါတယ် ။ဘုတ်အကြောင်းတွေကလည်းတချောင်းကိုဘတ်20နဲ့ဆိုတော့မြန်မာငွေနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်2600လောက်သွားမှာပါ။ဒါတော့ထိုင်းဟင်းအသားချက်တွေပေါ့နော်။အကျော်ရီကလည်း granite ချက်ရောင်းတာဖြစ်ပြီးတော့တော်တော်လေးတက်ရပါတယ်။မီနီဘာဂါလေးတွေလည်းရှိပါတယ်။ အချင်းရီတွေနီးရဲဆူရွှဲနေတဲ့ဒီရိုရဲအကင်တွေပါဒီဈေးမှာဖားလေးလည်းရှိပါတယ်ဖားတော့မစားတတ်ဘူးပေါ့နော်ကိုရီးယားကြကြော်စတိုင်ကောဒီထိုင်းကြကြော်စတိုင်ကောနှစ်ခုရောဖွင့်ထားတဲ့ဆိုင်လေးပါငါးကင်ဆိုင်ကလည်းတော်တော်မွေးပါတယ်။ငါးတွေလည်းကြီးတယ်၊ဈေးကလည်းအင်း၁၀၀၁၂၀လောက်တော့သွားမယ်ပေါ့နော်။ အားလုံးပဲဘိုင်းဘိုင်ပါနော်နောက်မှပြန်တွေ့ပါမယ်